အမေရိကန်သမ္မတဒေါ်နယ်ထရမ့်စီးနင်းလာတဲ့ Air Force One လေယာဉ်ဟာအာဆီယံထိပ်သီးအစည်းအဝေးတက်ရောက်ဖို့အတွက်မလေးရှားနိုင်ငံကွာလာလမ်ပူနိုင်ငံတကာလေးစိတ်ကို အောင်မြင်စွာစိုက်ရောက်ခဲ့ပြီဖြစ်ပါတယ်။သမ္မတထရမ့်ကိုအာဆီယံဥက္ကဋ္ဌမလေးရှားဝန်ကြီးချုပ် အန်နဝါဣဗရာဟင်ကိုရိုင်အခမ်းအနားနဲ့ကြိုဆိုခဲ့ပြီးလေးစိတ်ရောက်ရှိချိန်မှာကြိုဆိုတဲ့မလေးရှားရိုးရာအားကောက်ခွဲနဲ့အတူတမရထရမ်ဟာသူ့ရဲ့ထူးခြားတဲ့ပုံစံအတိုင်းပျော်ရွှင်စွာကခုန်ခဲ့တာကိုလည်းတွေ့ရပါတယ်။ဒါကိုလူမှုကွန်ရက်ဆမ်းမျက်နှာတွေမှာတော့ထရမ်အားကမလေးရှားပုံစံဆိုပြီးဝေဖန်မှတ်ချက်ပေးရေးသားခဲ့ကြပါတယ်။ဒီခရီးစဉ်အတွင်းမှာတမရထရမ်ရဲ့ပထမဆုံးအဓိကအစီအွေကတော့ ထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံတို့အကြားနှစ်ရှည်လများဖြစ်ပွားခဲ့တဲ့နဲဆပတိပခါနဲ့ပတ်သက်တဲ့သဘောတူညီချက်ကိုလက်မှတ်ရေးထိုးခြင်းအခမ်းအနားကိုတက်ရောက်ဖို့ဖြစ်ပါတယ်။တမရထရမ်အားဒီမနအစောပိုင်းကပဲသူ့လက် Truth Social Post မှာကမ္ဘောဒီးယားနဲ့ထိုင်းနိုင်ငံတို့ကြားမှာကြားဝင်ဆစ်ဆက်ပေးနိုင်ခဲ့တဲ့ညင်းချမ်းရေးသဘောတူညီချက်ကိုလက်မှတ်ရေးထိုးဖို့မလေးရှားနိုင်ငံကိုရောက်နေပြီလို့យေတာဖော်ပြခဲ့ပါတယ်။ မူလကတော့ဒီလက်မှတ်ရေးထိုးအဖွဲ့ကိုတနင်္ဂနွေနေ့ညနေပိုင်းမှာဖြူလို့ဖို့စီစဉ်ထားခဲ့ပြီးမြဲပြီးခဲ့တဲ့စနေနေ့မှာထိုင်းပြည်မဲ့တော်မိဖုရားကြီးတီလိခဲကန်ဒိုကုန်ခဲ့တာကြောင့်ထိုင်းဝင်ကြီးချုပ်အနုတင်ရတောင်းဆိုမှုအရာမနက်အစောပိုင်းအချိန်ကိုပြောင်းရွှေ့ခဲ့ရတယ်လို့သိရပါတယ်။ဒါပြီးတမရာထရမ်ကမိဖုရားကြီးတီလိခဲကန်ဒိုကုန်မှုအပေါ်ထိုင်းနိုင်ငံပြည်သူများအတွက်အထူးဝမ်းနည်းကြောင်းကိုလည်းပြောကြားခဲ့ပါတယ်။တဆက်တည်းမှာပဲအာဆီယံထက်တီအစည်းအဝေးနဲ့ပတ်သက်တဲ့နောက်ထပ်သတင်းတစ်ခုကတော့ အရှေ့တီမောလို့လည်းခေါ်တဲ့တီမိုလီစတေနိုင်ငံဟာအာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်ကရယာဝန်အပြည့်ဝဝင်ရောက်ခဲ့ပြီးဖြစ်တဲ့တရင်ပဲဖြစ်ပါတယ်။ဒါကြောင့်အာဆီယံအဖွဲ့ဝင်နိုင်ငံဟာစတက်နိုင်ငံအထိတိုးချဲ့လာပြီးဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့စစ်ကောင်စီကိုစားလဲအနေနဲ့တော့နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အမြဲတမ်းအသွင်ဝင်ဦးဟောက်တိုဆွန်တက်ရောက်ခဲ့ပါတယ်။တင်မိုလီစတေရဲ့အဖွဲ့ဝင်ဖြစ်ရေးကိုမြန်မာဘက်ကကန့်ကွက်ခဲ့မှုပေမဲ့အာဆီယံရဲ့အများစုသဘောတူညီချက်နဲ့အဖွဲ့ဝင်အဖြစ်တရားဝင်လက်ခံခဲ့တာလည်းဖြစ်ပါတယ်။